မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မွေစိန်ကဘဘဲတဲ့မြို့နယ်တွေကဒါထူးခြားထင်ရှားတဲ့နေရာတွေကိုခေါ်သားပေးပါပါအဲ့ဒါဘယ်နေရာတွေပါမလဲဆိုတော့လိုက်ကြည့်ပေးပါဦးအခုဦးမကဒါဗိုလ်ချုပ်လန်းနဲ့ရွှေဘုံဖျားလန်းထောက်မှာရောက်နေရပါတယ်။အဲ့တော့အရင်ဆုံးဒီဘက်မှာမြင်တွေ့ရမယ့်အဆောင်ကတော့ Junction City ပဲဖြစ်ပါတယ်။ ဒီ Junction City ကတော့ဒီနေ့ဆိုလို့ရှိရင်အင်္ဂါနေ့ပေါ့အင်္ဂါနေ့မှာတော့မှဒါဈေးလဝဲသူတွေကအများကြီးပဲရှိပါတယ် Junction City ကနေပြီးတော့ဒီဘက်ကိုလျှောက်လာမယ်ဆိုလို့ရှိရင်ဒါကတော့ဗိုလ်ချုပ်ဈေးတက်ပဲဖြစ်ပါတယ်ဒါအခုဒါ Junction City နဲ့ဗိုလ်ချုပ်ဈေးတက်ကနေပြီးတော့ဟိုဘက်ကလည်းဗိုလ်ချုပ်အောင်ဆန်းဈေးပေါ့နော်အဲ့ဒီဈေးဘက်ကိုသွားတဲ့လူကူးတရားပေါ်မှာပါ ီဘိုးချုပ်ဇေယျဆိုရှင်ရှေးအောင်အမွေနဲ့အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်ဘိုးချုပ်ဇေယျကိုဒီ1926ခုနှစ်မှာစောက်ခဲ့ပြီးတော့ဒီဗြိတိရှလူမျိုးအုပ်ချုပ်သူအရာရှိစကော့ကိုဂုဏ်ပြုတဲ့အနေနဲ့စကော့ဇေယျဆိုပြီးတော့ဟိုအရင်တော့ခေါ်ခဲ့ကြတယ်အာဂျပန်ခေတ်မှာတော့ဒါရန်တိုင်ဇေယျဆိုပြီးတော့ခေါ်ခဲ့ကြပါတယ်ဒီနောက်ပိုင်းမှာမှဒီဘိုးချုပ်အောင်ဆန်းဇေယျဒါဘိုးချုပ်ဇေယျဆိုပြီးတော့ခေါ်ကြတာပါဒီဘိုးချုပ်ဈေးကဒီကဘာလက်ခီးသွားတယ်တော်တော်များများလာကြတဲ့နေရာတစ်ခုထဲမှာလည်းပါပါတယ် ဒီဈေးထဲမှာဆိုလို့ရှိရင်လက်ဝတ်ရတနာရောင်းတဲ့ဆိုင်တွေလက်မှုပစ္စည်းတွေပြီးလို့ရှိရင်အဝတ်အထည်ရောင်းတဲ့ဆိုင်ရုံးတွေလည်းအများကြီးရှိပါတယ်။အဲ့ဒါအပြင်မှာပကြီးပြာခန်းတွေစားတောက်ဆိုင်တွေလည်းရှိပါတယ်။မနက်9:00နာရီကနေပြီးတော့ညနေ9:00နာရီအထိဖွင့်ပြီးတော့တင်းနေလာနေတိုင်းလည်းဈေးပိတ်ပါတယ်။ဒါကတော့ဘိုကျောအောင်ဆန်းဈေးရဝင်ပေါက်ပါ။အခုဘိုးချုပ်ဈေးရင်းဆုံးသွားပြီဆိုလို့ရှိရင်တော့အာ26လမ်းထိတ်တာရောက်သွားပါပြီအာ26လမ်းနဲ့ဘိုးချုပ်လမ်းထိတ်ပေါ့ အခု29လမ်းနဲ့ဝင်လာတဲ့အချိန်မှာတော့ဖနက်ဆိုင်တွေအများကြီးကိုတွေ့မြင်ရမှာပါအဲတော့ဖနက်ကောင်းကောင်းလေးတွေကိုလက်ရီလက်ကဝေယူခြင်းနဲ့ဆိုလို့ရှိရင်တော့29လမ်းအထက်ဘက်လောက်မှာလာကြည့်လို့ရပါတယ်မင်းကလေးစီဖနက်တွေရောယောက်ျားလေးစီဖနက်တွေရောအများကြီးပါပဲရှင် အခုကတော့ဗိုလ်ချုပ်ဇေတည့်ရဲ့ဘေးက28လမ်းနဲ့လာပါဗိုလ်ချုပ်ဇေတည့်ဘေးမှာဆိုလို့ရှိရင်အခုမြင်နေရတဲ့အတိုင်းပဲဒါအစားအသောက်ရောင်းတဲ့ဆိုင်လေးအများကြီးပဲရှိပါတယ်အတုတ်တို့အေးတို့အကုန်ရပါတယ်28လမ်းနဲ့မှာကဟိုကကြည့်ရသလောက်ဆိုရင်ထီဆိုင်တွေတော်တော်များပါတယ်အာတီတွေကိုပေါ့နော်လက်လီလက်ကအဝဲလို့ရတဲ့ဆိုင်တွေအများကြီးပဲရှိပါတယ်။အခု28လမ်းမှာဆိုလို့ရှိရင်ဒါတီဆိုင်တွေအပြင်မှာတွေ့ရတာကဒီကော်စောတွေပြီးရင်ခြေတုပ်ခုံတွေခြေတုပ်ပေါ်ဝါတွေရောင်းတဲ့ဆိုင်တွေအများကြီးပဲရှိပါတယ်။ အခုကတော့ဗဘဲတန်းမျိုးနယ်ရဲ့အထင်ကရဈေးတစ်ခုဖြစ်တဲ့ဒါတိန်ကြီးဈေးရဲ့အရှိမရောက်နေတာပါအရင်တော့ကဒီတိန်ကြီးဈေးနေရာဘာရှိရလဲဆိုတော့ဒီချိုင်းမြတ်တန်ချိုဈေးဒီနဲ့ဒါတိန်ကြီးဆိုပြီးတော့ရှိတယ်အဲ့ဒီရဲ့ဘေးပပက်လယ်မှာမှဒီဖုံးကြီးချောင်းနေဈေးဆိုင်တွေရှိခဲ့ပူပါတယ် 1854ခုနှစ်မှာမှာဒီ Surety ဈေးကုမ္ပဏီကဒီနေရာတစ်ခုလုံးကိုဖျက်ပြီးတော့ဈေးဆောက်ခဲ့ကြတယ်။အဲ့ဒီဈေးကိုဒီ Surety Bara Bazaar လို့ခေါ်ကြတယ်။နောက်ပိုင်းမှာမှာတင်ကြီးဈေးဆိုပြီးတော့အမည်တွင်လာတာပါ။အခုဆိုလို့ရှိရင်တော့ဒီတင်ကြီးဈေးက1ပေါင်180နှစ်ရှိသွားပါပြီ။ တင်ကြီးစေးဘေးပတ်ပတ်လည်းမှာဆိုလို့ရှင်တော့အထယ်ဆိုင်တွေတအားပေါ်ပါတယ်ဒီလမ်းမကြီးပေါ်ကနေပြီးတော့ကားနဲ့ဖြတ်သွားလို့ရှိရင်တွေးတဲ့အထယ်တွေကအလိုချင်းစရာတွေပါပဲတင်ကြီးစေးကဆိုလို့ရှင်တော့တင်းငွေနေတိုင်းပိတ်ပါတယ်ဒီတင်ကြီးစေးမှာတော့ယုံ9ယုံရှိပါတယ်ဒီဈေးထဲမှာတော့သူ့ဈေးယုံအလိုက်ဒီကုံစင်းကုံ6ကနေအစအသုံးဆောင်ပစ္စည်းတွေလည်းဝယ်လို့ရပါတယ်အခုမြင်တွေ့နေရတဲ့အတိုင်းပဲဒါအင်ဂျီတွေအိတ်တွေပြီးလို့ရှိရင်ဒီဘောင်းမီတွေဆိုလို့ရှင်လည်းဈေးအရင်တက်တာပါတယ်တင်ကြီးစေးမှာဝယ်မယ်ဆိုလို့ရှိရင် ဒီတင်ကြီးစီမှာဆိုလို့ရှိရင်တော့လာဝဲတဲ့သူအများစုကကိုယ့်အိမ်မှာသုံးဖို့ထက်ကိုပြန်ရောင်းဖို့ဆိုပြီးတော့လာဝဲချတဲ့သူတွေကပို့ပြီးတော့များပါတယ်အခုကတော့တင်ကြီးစင်းရှိတဲ့မဟာဗန္ဒုနာလမ်းမပေါ်မှာဖြစ်ပါတယ်။ဒီအနီးတစ်ဝိုက်မှာဆိုလို့ရှိရင်တော့ရွှေဆိုင်တွေအများကြီးပဲရှိပါတယ်။ အခုကတော့ဗဗဲတန်းမြို့နယ်ရဲ့နာမည်ကြီးဖြစ်တဲ့ရွှေဝံသာလမ်းပေါ်ရောက်နေတာပါဒီရွှေဝံသာလမ်းမှာဆိုလို့ရှိရင်ဟိုးရင်တော့ကမကိုလူမျိုးတွေနေခဲ့ကြတာမို့လို့မကိုလမ်းလို့လည်းခေါ်ခဲ့ကြပူပါတယ်ဟိုအရင်တော့ဒီရွှေဝန်သာလန်းအကြောင်းကိုဒါ vlog တစ်ပုဒ်ရိုက်ပေးပြပါရဲအဲအကြောင်းမလို့ရွှေဝန်သာလန်းအကြောင်းအပြည့်စုံသိကျင်တော့ app လောမှာတက်ကြည့်လို့လည်းရပါတယ် ဒီနေရာကတော့ဒါဗဘဲရဲမြို့နယ်အဆုံးဖြစ်တဲ့ဒါစုလီဖျားလန်းကိုရောက်လာပါစုလီဖျားလန်းလို့ပြောလိုက်တာ ਨੇ အရင်ဆုံးပြေးမြင်ပြေးပြီးတော့မြင်မိမှာတော့ဒါစုလီစီတော်ပဲဖြစ်ပါ နောက်အမြင်သိနေရပါဒီဆိုးလေဖရားဆိုလို့ရှိရင်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကတည်ခဲ့ရလဲဖြစ်ပါတယ်အဲ့တော့အာဒီနေ့ရဲ့ vlog လေးကတော့ဒါဘဘဲတန်းမျိုးနယ်တခြားမှာဒါထင်ရှားတဲ့နေရာလေးတွေကို live ပြီးတော့ရိုက်ပြပေးခဲ့ရဖြစ်ပါတယ်ရှင်အာဒီနေ့ရိုက်သွားတဲ့ vlog လေးထဲမှာပေါ့နော်ဒါဘဘဲတန်းမျိုးနယ်ထဲမှာဒါမှွေစင်ရိုက်ပြဖို့ကြံခဲ့တဲ့နေရာလေးရှိသေးရဆိုလို့ရှိရင်လည်း comment မှာရေးသားပေးလို့ရပါတယ်ရှင်ဒါဆိုရင်နောက်ပတ်ဒီမှာဘယ်နေရာကိုသွားပြီးတော့မှွေဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်ရှင်